အပေါ်မှာဆိုတော့ကျွန်တော်တို့ကလူငယ်ဆန်ဆန် street ဆန်ဆန် casual ဆန်ဆန်ဝင်နေကြဆိုရင်ပဲဘဝရဲ့တခွေးခွေးမှာ dress up လုပ်ပြီးတော့ suit အပြည့်အစုံနဲ့ဝေးရတဲ့ခိုက်တံမျိုးကြုံကြုံရလိမ့်မယ်။ ကြောင်းတင်တာဖြစ်ဖြစ်စီးပွားရေးရာတွေ့ဆုံရမယ့် case မျိုးဖြစ်ဖြစ်အနည်းဆုံးတော့ကိုယ်တငယ်ချင်းတရားရုံးရဲ့မင်္ဂလာဆောင်ကိုသွားတဲ့အချိန်မှာသူတို့လေးထားတဲ့အကြောင်းပြသတဲ့အနေနဲ့ကျွန်တော်တို့ dress up လုပ်ကားလိမ့်မယ်ဆိုအဲ့အချိန်မျိုးမှာကျွန်တော်တို့အမှားတွေအများကြီးကြုံပါလိမ့်မယ်ဘသူကြုံခဲ့တာလဲဆိုရင်တော့ကျွန်တော်ကြုံခဲ့တာပါကျွန်တော်ဒီ dress up လုပ်တဲ့အချိန်မှာကျွန်တော်သတိမထားမိတဲ့အမှားတွေကိုကျွန်တော်ရဲ့အကူတရားကပြောပြလို့သိရတာပါနော် fashion content တွေလုပ်နေပြီးတော့ဒါလေးသိထားသင့်တယ်ဆိုပြီးတော့နည်းနည်းပြောပြရမယ် criticize လုပ်ခံရတဲ့အမှားတွေလေးလို့ပြောရမယ်အဲ့တော့ဒီအမှားတွေကိုကျွန်တော်ဒီနေ့ပြောပြပါမယ်အရင်ရေးကြီးတဲ့ဟာ 他说：“那。” မဟုတ်ပါဘူး unless ကျွန်တော်တို့ကဒီ Gucci တို့ LV တို့လို Camry တွေမှာအလုပ်လုပ်တဲ့သူမျိုးတွေဒါမှမဟုတ်ရှင်လည်းတကယ် traditional ဆန်ဆန် business meeting တွေတွားတဲ့အခါမျိုးမှာထားမဲ့အရာတွေပေါ့နော်အဲ့ဒါလေးတွေကအမှအကြီးလားဆိုရင်တော့မဟုတ်ဘူးဒါပေမဲ့တိထိုင်ရင်တော့ပိုပြီးကောင်းတဲ့အရာတွေပေါ့နော်အဲ့တော့နံပါတ်1အခြေခံအစပြောရင် suit မှာ single breast နဲ့ double breast ဆိုပြီးတော့ကျယ်သည်တက်တဲ့ပုံစံမှာမူတည်ပြီးတော့ခွဲတယ်ကျွန်တော်ဝတ်ထားဆိုရင်တော့ဒါ double breast လို့ခေါ်တယ်ပေါ့နော် single breast ဆိုတာကတော့ကျယ်သည်တက်တဲ့နဲ့ပါတာကျယ်သည်ကိုမှကျွန်တော်တို့တွေကကျယ်သည်တက်တဲ့အခါကျလို့ရှိရင် င် dependent on the law ကိုကျွန်တော်အမြဲတမ်းခြံထားလေးရှိတယ်ဒါကတကယ် suit ရဲ့ tradition ပေါ့နော်အမှန်တော့ကျွန်တော်အခုဝင်ထားတာအပြည့်စုံမဟုတ်ဘူး suit and tie ဆိုလို့ရှိရင် tie ဒီ neck tie မှာပါရတယ်နောက်ပိုင်းမှာတော့ tie ကြီးတွေကိုအရင် classic ဖြစ်တဲ့အခြေအနေမျိုးရလဲလို့ရှိရင်တိတ်တက်လေးတော့မရှိဘူးကျွန်တော်ကိုဝင်ထားတာအပြည့်စုံတော့မဟုတ်ဘူးဒါပေမဲ့တိထားတဲ့အချက်တွေကိုပဲပြောပြမှာပါနောက်ခိုင်တဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ကကျေသီးအကုန်လုံးချွတ်ပြီးတော့ထိုင်ရပါတယ်ဒါကကျွန်တော်တို့ဒီ suit ကိုကြည်သွားတာမျိုးခောက်ငင်လို့မဖြစ်အောင်လို့ဖြစ်ပါတယ်ဆိုတော့နံပါတ်1ကတော့ခပ်ပတ်နဲ့ พนันเนี่ย တရောင်နဲ့ဖျက်ရမယ်ဆိုတော့တတ်မှတ်ချက်ပါနည်းနည်းလေးကွဲရင်တော့ရတယ်ဒါပေမဲ့အရင်လုံးဝအယောင်ကွဲသွားတာမျိုးကတော့ဒီ soup with တဲ့တကယ်အသူရဲ့ tradition ပါလက်မခံတာပါဘူးနံပါတ်3ကတော့လက်တက်ပွဲတက်တဲ့အခါကျွန်တော်တို့ကမနက်ပိုင်းမှာဆိုလို့ရှိရင်အယောင်အဖြော့ကိုဝဲရပြီးတော့ညနေပိုင်းညဘက်ဒါမှမဟုတ်တင်တာမျိုးဆိုလို့ရှိရင်တော့အယောင်ရင့်ကိုဝဲရမယ်ဆိုတော့တတ်မှတ်ချက်ရှိပါတယ်နံပါတ်4 soup ကိုလုံးဝ formal ဆန်ဆန်စနစ်တကျဝတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်တိုင်အတိအကျတိုင်းပြီးတော့ထေးလမ်းမဲချုပ်ထားတဲ့အရာမှ soup အစ်စ်လို့တတ်မှတ်တာမျိုးပါအခုကျွန်တော်ဝဲ ွက်ထားဆိုလို့ရှိရင်လည်းနည်းနည်းလေး baggy ဖြစ်နေသေးတယ်။ဒါကတော့ဒီဘက်ခစ်ဆန်ဆန်ဝတ်ထားတဲ့သဘောလို့ပြောရမယ်။တကယ် traditional စနစ်တကျဟိုးရှိကနေပြီးတော့တတ်မှတ်ခဲ့ကြတဲ့စုတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တိုင်းအတိအကျဖြစ်နေရမယ့်သတ်မှတ်ချက်တွေရှိပါတယ်။နံပါတ်၅ဝတ်ထားတဲ့ဘောင်းမီကဖနက်ရဲ့ဒီအပေါ်နားမှာပဲရှိရမယ်။ဖနက်ကြီးကိုလုံးဝအပြည့်အစုံဖုံးနေတာမျိုးလုံးဝလက်မခံတာပါဘူး။ဖနက်ကလည်းဝတ်ထားတဲ့စုနဲ့အရာကို color match ဖြစ်တဲ့ light ဖက်တဲ့ဖနက်မျိုးဖြစ်ရပါမယ်။နံပါတ်6အထဲမှာဝတ်ထားတဲ့ဒီ shirt ကအော်ဆုံးထိတက်ရမယ်။ neck tie နဲ့ပါမယ်။ shirt ရဲ့ တစ်ခေါ်လာကကျွန်တော်တို့လက်မဝက်လောက်ထွက်နေရမယ်ဆိုတဲ့တမတ်ချက်ရှိပါတယ်။နံပါတ်ခုံတော့ခြေအိတ်တွေကိုမမြင်ရအောင်ဖွက်ထားဖို့ပါပဲ။တကယ် formal ဆန်ဆန် business meeting တွေတွေ့တဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့ခြေအိတ်ကြီးပုံနေဆိုလို့ရှိရင်ဒါကရှိုင်းတယ်လို့တမတ်ခံရတဲ့အခြေအနေမျိုးပါ။ဒါတည်းကတော့စုဝန်ထိုင်အောင် formal ဆန်ဆန်ဝင်မယ်ဆိုတဲ့အခါမှာဟိုးရင်ကလေးကရှေးရိုးတမတ်လာခဲ့တဲ့တမတ်ချက်တွေလို့ပြောရတယ်။ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ကာရှာရှေးဖြစ်ရ fashion တွေပဲဖြစ်ဖြစ် rebellious ဖြစ်ဖြစ်နဲ့အပြောင်းလဲတွေဝင်လာကြတဲ့ဘောင်းမီအတူတွေခြေအိတ်ပုံနေတာမျိုးတွေ oversize အခုလိုမျိုး baggy ဥမာဒီတဲ့ ်ပို့ပြီးတော့ပွားတဲ့စုတွေနိုင်ထိုင်နေမှုကြတော့ဒါဒါတွေကတော့ပြောင်းလဲလာတဲ့အပြောင်းအလဲတွေပေါ့နော်ဒါပေမဲ့ကျောတွေကကုနာပြောသလိုပဲတကယ်ခါချာတွေ tradition တွေကိုအရင်အမှုစိတ်တက်မှတ်တဲ့ကျွန်တော်ကုနာပြောခဲ့တဲ့ LV တို့ Gucci တို့လိုမျိုးကုမ္ပဏီတွေမှာအလုပ်လုပ်မှမျိုးတွေဒါမှမဟုတ်ရှင်လေကိုယ်တော့တွေ့ရမဲ့ business partner ကအဲ့လိုမျိုးအရာတွေကိုအရင်လေးထားတဲ့သူမျိုးနဲ့တွေ့တဲ့အခါမျိုးမှာဆိုရင်တော့ကျောတွေကတကယ်အဆန်နှုံးတက်မှတ်ချက်တွေနဲ့အညီဝေတော်တာမျိုးကတော့ပို့ပြီးတော့ဖြစ်တင်တယ်ဒါပေမဲ့အဲ့လိုကြီး serious မဖြစ်ဘူးကိုကပေါ့ဟောပါကိုမှနည်းနည်းကင်းလို့ဖြစ်ရှင်နေဆိုလို့ရှင်ကျောတွေက blazer တွေကို ရွေးလို့ရတယ်။ blazer တွေကိုဂျင်းနေချီနူတွေနဲ့တွဲဝဲပြီးတော့လူငယ်လည်းအယမ်းမဆန်လူကြီးလည်းအယမ်းမဆန်သွားတဲ့နည်း hybrid ပုံစံမျိုးဖန်တီးလို့ရတယ်။ blazer တစ်ထည့်ရှိတယ်ဆိုရင်ကျွန်တော်တို့ကအောက်က dress pants တွေ shoes တွေနဲ့တွဲဝဲပြီးတော့လူကြီးလူကောင်းဆန်ဆန် formal ဆန်ဆန် dress up လို့ရတဲ့မျိုးအဲ sneakers တွေ jeans တွေနဲ့တွဲဝဲပြီးတော့နည်းနည်းလူငယ်ဆန်ဆန် dress down ဝတ်လို့လည်းရတယ်။ blazer တစ်ထည့်ရှိနေတာ drolly bus တိုင်းဖြစ်တယ်လို့ပြောရမယ်။ဘလို့အနေထားကိုပုံဖော်ခြင်းပေါ်ခြင်း blazer တစ်ထည့်ကပုံဖော်ပေးနိုင်တယ်။အဲတစ်ဆက်လေးပြောချင်တာကတော့ဒီနေ့ဒီ video မှာကျွန်တော်ဝတ်ခဲ့တဲ့အင်ကြီးတွေအားလုံးကို rainy mud SBS ကအကူအညီပေးထားတာဖြစ်ပါတယ်။အဒီအပြင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲကတယောက်ကိုဒီနောက်ဆုံးတဲ့ Blazer Collection တွေရောအောက်က Pants တွေရောကြိုက်တာစေတင်ဖို့တော့ဝယ်ခွင့်ပေးမယ့်စီစဉ်လဲထည့်ပေးထားပါတယ်။လက်ရှိကျွန်တော်ဝေကြည်ရသလောက်လဲဒီ Blazer တွေရဲ့အသားရဲ့ခက်တင်ရတော်တော်သဘောကျဖို့ကောင်းတယ်။ဒါက Honest Opinion မှာမယုံရင်ကိုကိုရင်သွားကြည့်လို့ရတယ်။ကိုနဲ့ live ပဲထင်တဲ့အရာ sizing ခက်တင် single breasted double breasted ကြိုက်တာကိုကိုကိုရင်သွားပြီးတော့ဝေကြည့်ပြီးမှဝယ်လို့ရတယ်။အဲ့တော့အလုပ်တော့ဖြစ်ဖြစ် occasion တော့ဖြစ်ဖြစ် professional look ရအောင်ဝယ်ရတော့မယ်ဆိုရင် renew မာ DS မှာတွားပြီးတော့ကြည့်ကြည့်လို့ရပြီဆိုတဲ့အကြောင်းပြောပြချင်ပါတယ်။ဒါဒီဗီဒီယိုကို like နဲ့ share လုပ်ပြီးတော့ကိုယ့်ရဲ့အဝေးအစားနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုကိုအကြောင်း comment မှန်ငယ်လို့ရပါတယ်။အဝင်းနာတော့ကျွန်တော်စေသိန်းဖို့ Rini Media မှာကြိုက်တာတော့ဝယ်လို့ရမယ့်အစီအစဉ်ဖြစ်ပါတယ်။ကိုညီပေးခဲ့တဲ့ Rini Media ကိုလည်းတကယ်ပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကိုလပါ။